အားလုံးပဲမင်္ဂလာပါခင်ဗျာတော်လန်မိဘပြည်သူများအားလုံးတနေ့တာလုံးမှာ အကျန်းဖက်အာနာသိန်းစစ်ရှုံးကောင်စီတက်ရဲ့ဘေးဒုက္ခပေးမှုရန်ပေါင်းမှကင်းဝေးနိုင်ကြပါသည်ခင်ဗျာဒီကနေ့ဇွန်လ18ရက်နေ့ရဲ့ညနေခင်းနောက်ဆုံးရတော်လန်သတင်းတူများကိုကျွန်တော်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ပထမဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်ဖျားသုံးစုမြို့ပေါ်မှာလူလူကောင်းဆောင်အမေစုရဲ့အသက်80ပြည့်နှစ်မွေးနေ့ဂုံပြူစိုင်းမုတ်များကို ဒီကနေ့ဇွန်လ18ရက်နေ့မှာစိုက်ထူထားကြကြောင်းသိရှိရတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာကရင်ပြည်နယ်ကြာရင်စိတ်ကြီးမြို့နယ်ဖျားသုံးစုမြို့ပေါ်မှာလူလူခေါင်းဆောင်အမေဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့အထိမ်းအမှတ်ဂုံပြူဆိုင်ဖို့များကိုဒေသခံပြည်သူများကစုပေါင်းပြီးတော့စိုက်ထူထားကြောင်းသိရှိရပါတယ်ခင်ဗျာဒီကနေ့မနက်ပိုင်းလူလူကောင်းဆောင်အမေဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့အထိမ်းအမှတ်နေနဲ့ ဒေါ်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးကျင်းသားများအားလုံးအမြန်ဆုံးလွတ်မြောက်ပါစေလို့ရေးသားထားတဲ့စိုင်းပုဒ်ကိုဖရဲသုံးစုမြို့နေပြည်သူများကမြို့ပေါ်မှာစိုက်ထူလိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခမညာဖရဲသုံးစုမြို့ရဲ့အကြမ်းဖက်စစ်တပ်ကတောင်ပေါ်မှာရှိနေပြီးတော့စင်းမလာရဲကြောင်းရဲစခန်းတွေကရဲခွေးတွေနဲ့ထွေအုပ်တွေလည်းထွက်မလာရဲကြောင်းစိုင်းပုဒ်ကိုဒီနေ့စိုက်ထူလိုက်တာဖြစ်ပြီးတော့ဖရဲသုံးစုမြို့နေပြည်သူများကစိုက်ထူလိုက်ခြင်းဖြစ်ကြောင်း ဒေတာခံပြည်သူတို့ရဲ့ပြောဆိုချက်အရာသိရှိရပါတယ်ခင်ဗျာထိုင်းမြန်မာနယ်စပ်ဖျားသုံးသူမြို့မှာဆိုရင် KNU DKBA နဲ့ BGA ပါဝင်တိုင်းသားလက်နက်ကင်အဖွဲ့တွေအခြေစိုက်ထားပြီးတော့စစ်ခွေထွေအုပ်ရဲခွေများမှာမြည်သည့်အုပ်ချုပ်ရေးများစုံမိုးလှုံ့ဆော်နိုင်ခြင်းမရှိကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ရေပြူမြို့နယ်မှာရှိတဲ့စစ်တပ်ဂိတ်စခန်း၃ခုကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ရှုံးကောင်စီတပ်သား6ဦးသေဆုံးပြီးတော့တိုက်ပွဲများလည်းနေ့စဉ်ဖြစ်ပွားနေပြီးပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာတနင်္လာဤတိုင်းရေပြူမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ဂိတ်စခန်း3ခုကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ရှုံးကောင်စီတပ်သား6ဦးသေဆုံးခဲ့ကြောင်း PDF စီရေးသတင်းရင်းမြစ်များရဲ့ပြောဆိုချက်အရသိရပါတယ်ခင်ဗျာဇွန်လ15ရက်နေ့နနက် 9နာရီ55မိနစ်အချိန်ခန့်မှာရေပြူမြို့နယ်ကံပေါက်တိုက်နယ်အုံမိန်ကွင်းကျေးရွာအုပ်စုမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဂိတ်စခန်း၃ခုကိုတော်လှန်ရေးတပ်ဖွဲ့ဝင်များကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခမညာအဆိုပါတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးတေဆုံးခဲ့ပြီးတော့တော်လှန်ရေးတပ်ဖွဲ့ဝင်များအထိအကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခမညာ ရေပြူမျိုးနဲ့အတွင်းအကျန်းဖက်စစ်တပ်နဲ့တော်လန်ရေးတပ်ဖွဲ့များဆိုရင်ဇွန်လပိုင်းမှစတင်ပြီးတော့ထိတွေ့တိုက်ပွဲများဖြစ်ပွားနေတဲ့အတွက်လက်ရှိအချိန်ထိစစ်ရေးဟာတင်းမာနေစေဖြစ်ပြီးတော့ပြည်သူများလည်းဘေးလွရာသို့တိမ်းရှောင်ထွက်ပြေးနေရကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနည်းငယ်ကတော့ကျွန်တော်တို့ကော့ဂရိတ်အင်ဂျီလမ်းပိုင်းမှာတိုက်ပွဲများပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်ဖွဲ့မှ ထိခိုက်ဒေဆုံးမှုများများပြားလျက်ရှိကြောင်းသိရှိရတဲ့သတင်းပဲဖြစ်ပါတယ်ခမကင်းပြည်နယ်ကြုံတိုးမြို့နယ်ကော့ဂရိတ်အင်ဂျီလမ်းပိုင်းမှာ တိုက်ပွဲများပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်ရှုံးကောင်စီစစ်သားစစ်ခွေးအကောင်20ကျော်တေဆုံးထားကြောင်းတော်လန်ရေးသတင်းရင်းမြစ်များထံမှသိရှိရပါတယ်ခမဒီကနေ့ဇွန်လ18ရက်နေ့မနက်9:00နာရီအချိန်မှစတင်ပြီးတော့ကြုံတိုးမြို့နယ်9တိုင်း ရေပြူပန်ရမုတ်ဝအနီးနဲ့အင်းကြီးရွာဘက်များမှာအကျန်းဘက်စစ်ရှုံးကောင်စီအင်အား60ဦးခန့်နဲ့ခဲရန်ကားတစည်းထက်ပိုတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့တော်လည်းတပ်ဖွဲ့များထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲများပြင်းထန်ခဲ့ကမနက်9နာရီအချိန်ထိတိုက်ပွဲပြင်းထန်နေစေဖြစ်ပြီးတော့အကျန်းဖက်စစ်ရှုံးကောင်စီစစ်သားခွေးအကောင်20ကျော်တေဆုံးကတိုက်ပွဲဖြစ်ပွားရာနေရာသို့ကြုံတိုးဘက်မှ အကြံဖက်စစ်ရှုံးကောင်စီတပ်ဘက်မှလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်နေကြောင်းသိရှိရပါတယ်ခမညာအဲ့ဒီပြင်ဒီကနေ့ဇွန်လ18ရက်နေ့မနက်၈နာရီ45မိနစ်အချိန်စကခ7နှစ်နဲ့တော်လန်ရေးတပ်ဖွဲ့များကြားဟောင်းဝေစာလက်နက်ကြီးများနဲ့အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများလည်းရှိကြောင်းသိရှိရပါတယ်ခမညာအလားတူပဲမနေ့ကဇွန်လ18ရက်နေ့ည9နာရီအချိန်မှည17နာရီအချိန်ထိကြုံတိုးမြို့အခြေဆိုင် စစ်တပ်နှစ်တပ်နဲ့ဂျိုင်းတရားချီဆိုင်အကြမ်းဖက်စစ်ရှုံးကောင်စီစစ်တပ်တို့မှလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်မှုများရှိခဲ့ကြောင်းအခုရက်ပိုင်းတွင် အကြမ်းဖက်စစ်ရှုံးကောင်စီတပ်ကကော့ဂရိတ်အင်ဂျီလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန်ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက်ကြောင့်မလို့တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကံမမျိုးရှိကြေးရွာများကိုအကြမ်းဖက်စစ်ရှုံးကောင်စီစစ်တပ်က လေရင်ဖြင့်73ရက်ဇက်တိုက်ဘုံကျဲချမှုကြောင့်အပြစ်မဲ့ပြည်သူ၅ဦးတိတ်ဆုံးခဲ့ကြောင်းသိရှိရတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာမကွေးတိုင်းပခုတ်ကူမြို့နယ်ကံမမြို့ရှိကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့73ရက်ဇက်တိုက်ဘုံကျဲချတိုက်ခိုက်ခြင်းနဲ့စစ်ကြောင်းထိုးနေခြင်းတို့ကြောင့်ပြည်သူ၅ဦးတိတ်ဆုံးက14ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းကံမဒေသတော်လှန်ရေးတပ်ပေါင်းစုမှတာဝန်ရှိသူတအူးရဲ့ပြောကြားချက်အရ သိရှိရပါတယ်ခင်ဗျာပြီးခဲ့တဲ့ဇွန်လ14ရက်နေ့မွန်လယ်ပိုင်းကမ္ဘာဒေသရှိကြေးရွာများကိုအကြမ်းဖက်စစ်ရှုံးကောင်စီစစ်တပ်ဘက်မှ Jet Fighter ၄စီးနဲ့ Cluster Bomb 3လုံး Rocket 10လုံးနဲ့တပြိုင်တည်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအလားတူပဲဇွန်လ16ရက်နေ့ညပိုင်းမှာလည်းအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ပေါင်900ဘုံးနှလုံးနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ရာကမ္ဘာဒေသရှိစစ်ဘေးရှောင်ပြည်သူများနေထိုင်တဲ့ဘုံကြီးကျောင်းကို ကြောက်ပောက်ကွဲခဲ့ကြောင်းသိရှိရပါတယ်ခမညာအဆိုပါလေးကြောင်းတက်ခိုက်မှုအတွင်းပြည်သူ၂ဦးသေဆုံးခဲ့ပြီးတော့ကလေးငယ်များအပါအဝင်ပြည်သူ၁၄ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းအဲ့ဒီပြင်ဇေဒီပထိုးမြနဲ့နေအိမ်များလည်းပျက်စီးခဲ့ကြောင်းသိရှိရပါတယ်ခမညာအဲ့ဒီပြင်ကံမမျိုးအတွင်းရှိကြေးရွာများကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများအဆိုရင် ရွှေလန်ရွာရိုးစရက်ရွာနဲ့ကံမချောင်းရွာတို့မှာ ပြည်သူ15ဦးကျော်ကိုအပြစ်မဲ့ဖမ်းဆီးခေါ်ဆောင်ထားပြီးတော့ပြည်သူ3ဦးကိုလည်းအပြစ်မဲ့ဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းသိရှိရပါတယ်ခမညာကံမမျိုးပေါ်ရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာဆိုရင်ကံမဒေသတွင်ကြေးရွာများနဲ့စစ်ဆောင်ပြည်သူများကိုပါရာမော်တာဒရုန်းဝိုင်းတွဲလေယာဉ်ဂျက်ဖိုက်တာတို့နဲ့အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုများနေ့စဉ်ရက်ဆက်ဘုံကျဲတိုက်ခိုက်နေပြီးတော့သူပိုင်ပစ္စည်းများကိုဖောက်ထွင်းခိုးယူခြင်း အသက်အန္တရာယ်ချိမ့်ချောင်ခြင်းနဲ့အဖမ်းဆီးခံပြည်သူများကိုနှိပ်စက်တပ်ဖြတ်ခြင်းများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်ခမညာဟုတ်ကဲ့ပါခမညာနောက်ထပ်သတင်းတပုတ်အနေနဲ့ရခိုင်ပြည်ပုံနာကျွတ်မြို့နယ်ရှိစေဘေးဆောင်စခန်းများမှာ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်းသိရှိရတဲ့သတင်းပဲဖြစ်ပါတယ်ခမညာရခိုင်ပြည်ပုံနာကျွတ်မြို့နယ်ရှိစေဘေးဆောင်စခန်းများမှာရေကြီးရေလျှံမှုများဖြစ်ပွားနေကြောင်းပုံနာကျွတ်လူငယ်များအစီယုံ PYA ရဲ့ ယနေ့ဇွန်လ16ရက်နေ့ထုတ်ပြန်ချက်မှာသိရှိရပါတယ်ခင်ဗျာစစ်ပေးဆောင်အိမ်တော်စု200ကျော်မှာရေနှိမ့်မှုဒဏ်ကိုခံရကြောင်းလဲ PYA ရဲ့တောင်ဝင်ရှိသူတူရဲ့ပြောကြားချက်အရသိရှိရပါတယ်ခင်ဗျာမိုးရဲရွာလို့တောင်ကြရေတွေကြောင်းပုံနာကျွန်းမြို့နယ်တွေကစစ်ပေးဆောင်စခန်းတစ်ခုဟာရေနှိမ့်နေပါတယ်အခုလောလောဆယ်စစ်ပေးဆောင်တွေကရေကြီးနေတဲ့အတွက်ဘလို့မှအဆင်မပြေကြဘူးရေကလူရက်နဲ့ခါလောက်ကိုရေတက်နေတာ တချို့နေရာတွေမှာဆိုရေကလူအရက်ရင်ဘက်လောက်ထိကိုနစ်မြုပ်နေတာပါထမင်းချက်စားလို့မရတဲ့ဆေးပေးရှောင်တွေအများကြီးရှိနေပါတယ်နေထိုင်ဖို့ကလည်းလုံးဝအဆင်မပြေတဲ့အခြေအနေပါဒါကြောင့်စားတော့ရေးနဲ့နေထိုင်ရေးကအရေးကြီးကူညီလိုအပ်နေကြောင်းသိရှိရပါတယ်တောင်ကျရေရေစီးတန်နေတဲ့အတွက်ကြောင့်မလို့အချို့ဆေးပေးရှောင်နေများမှာလည်းရေနစ်မြုပ်နေတဲ့အပြင်အချို့နေအချို့မှာရေထဲပါသွားသည့်အတွက်ပြီးသူအချို့နေကြမရှိတဲ့အဖြစ်များလည်း တွေ့ကြုံနေရကြောင်းသိရှိရပါတယ်ခင်ဗျာစစ်ပေးဆောင်များမှာအခက်အခဲများစွာရောက်ရှိနေကြပြီးတော့အကူအညီပေးမဲ့အဖွဲ့အစည်းများအနေနဲ့ပုံနာကျွန်းလူငယ်များအစည်းအရုံး PYA ကနေတဆင့်အကူအညီပေးနိုင်ကြောင်းအတိပေးထုတ်ပြန်ထားရှိတာကိုသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီကနေ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေကတော့ဇွန်လ18ရက်နေ့ရဲ့ညနေခင်းနောက်ဆုံးရတော်လန်သတင်းတို့များပဲဖြစ်ပါတယ်ခင်ဗျာ issue အားပေးခဲ့ကြတဲ့တော်လန်မိဘပြည်သူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းမှခြင်းများနဲ့ 别总来家吧，你看嘛。<music>